ဲ့ဗျာဒီရက်ပိုင်းကတော့ United ပြည်သက်တွေတက်တာဝမ်းသာတယ်ဟာတည်င်းတည်င်းလေးတွေရှိတယ်ပေါ့အဲ့ဒါဘာလဲဆိုတော့မာတီယက်ကွန်ညာတဲဝင်ရောက်ပြီး United ကိုပြီးရင် Brandpoa ဒီ MU မော်ကလည်း United ကိုပြောင်းမှုပုံကိုရေးဆိုင်ရာသဘောတူပြီပေါ့ Brandpoa အသင်းနဲ့ပဲဒါညီနိုင်ရတော့မှာဖြစ်တယ်နောက်ဆုံးအရေးကြီးဆုံးတစ်ချက်ကတော့ Bruno Fernandes က Erhila အသင်းရဲ့မမောလောက်เสียကံလန်းမှုကိုပယ်ချလိုက်ပြီဖြစ်ပါတယ် ူကတော့ဒီဥရောပမှာပဲဆက်ကစားလို့ရတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ United မှာပဲဒါဆက်ရှိဖို့များသွားပြီပေါ့ဥရောပကတခြားတဲ့တင်းတင်းကခေါ်တယ်ဆိုရင်တော့လည်းဒါမပြောတတ်ဘူးပေါ့လေဒီပြောင်းရွှေ့ကလောလောဆယ်တော့ Bruno Fernandes တည်းကတာမရောက်တော့ဘူးဥရောပမှာပဲဆက်ကစားမယ်လောလောဆယ် United မှာပဲဒါဆက်ရှိမယ်ပေါ့နော် ကဲတော့လေဒီဥရောပမှာပဲစက်ကစားတာတော့ပိုကောင်းနေဗျာဘာလို့လဲဆိုတော့ဒီခြေစွမ်းခြေစားပါเนาะကိုယ့်ရဲ့ခြေစွမ်းအစားပြီးရင်ဒီ popular ဖြစ်မှုအရာရောပြီးရင်ဂုံသိန်းခါပိုင်းအရာရောပေါ့နော်တော်တော်များများဥရောပမှာကစားရင်တော့နည်းနည်းကော်တယ်ပေါ့ဗျာဘာလို့လဲဆိုတော့ sorry မှာရောက်တော့အလုံးရင်းတွေတော့သွားနေကြရည်ပေါ့ခုဟာပေါ့နော်အရင်တော့တော့ Ronaldo တို့ Benzema တို့အနေနဲ့ကစားသမားကနှောင့်ပိုင်းရောက်မှသူတို့တွေကူးသွားကြတာဖြစ်ပေမဲ့နောက်ခုနက Ruben Nibet တို့ရှိမယ်ဗျာ Wolverhampton ကပဲ Ruben Nibet တို့ပြီးရင် candy ဆိုလဲအောင်တက်အရင်မကြည့်သေးဘူးပေါ့နော်အဲ့ဒီရွှေွာပြီးအိုင်မန်တိုနေတို့ကရောက်နေဆို sorry လိုက်ပါလေအများကြီးတို့ရှိနေပါပြီဒါပေမဲ့လည်း ဒီပရီးမီးယားလိမ်မှာကစားရသလောက်တော့ပြိုင်မကောင်းနေပဲများပါပဲလေဥမာအီလာနဲ့အဲနာစာတွေ့မှနာရော်နယ်ဒိုတို့နေမာတို့တွေ့တာမျိုးပြီးရဲ့အဲအဲအီဒီဟလာအဲအီဒီဟနဲ့တူတယ်ဘန်ဇီမာကစားနေရမှာနော်ပြီးရင်ဖာမီနိုတို့ကန်နေတယ်တသိန်းလည်းရှိတယ်ဖာမီနိုတို့ဖာပင်ဟိုတို့လည်းအဲအသိန်းလားတော့မသိဘူးထားရတော့လေသူတို့ချင်းချင်းနဲ့တွေ့ရင်တော့လည်းဒါတနေ့ခြေသွန်းခြေစားရှိတယ်ပေါ့နော် သားသမားတွေနဲ့ပြန်ထိတ်တဲအရင်ဆိုင်ရတာမျိုးရှိရပေါ့လေဥရောပမှာကတော့အများအားဖြင့်ဒီလိုထိတ်တန်းကစားသမားတွေနဲ့ပဲရင်ဆိုင်နေရတော့ဗျာကိုယ့်ရဲ့ဒီခြေစွမ်းကလည်းကောင်းတဲ့သူတွေနဲ့ပဲအများအားဖြင့်ပြိုင်နေရရင်ပူပူကောင်းတာပေါ့ဒီသဘောလေးကြီးလည်းရှိတာပေါ့လေ United အနေနဲ့ United ပတ်သက်ကြည့်မယ်ဆိုရင်လည်း Bruno Fernandes ဆက်ရှိပဲ Bruno Fernandes ဆက်ရှိနေခြင်းကတော့လည်းအခြေအနေမှာတော့ပိုကောင်းနေဗျာ။မဟုတ်လဲဆိုတော့ Bruno ကကျွန်တော်လည်းရင်တော့အဲ့လောက် ကြိုက်တဲ့ကစားသမားမဟုတ်ဘူးပေါ့နော်ကြိုက်မကြိုက်ဘူးလည်းမဟုတ်ဘူးသူ့ရောက်တော့ကိုသွင်းတာတွေဒီပင်နေဒီကန်တာတွေသူ့ရဲ့ဒီဂိုးဖန်တီမှုတချို့အလုံးတွေဆိုတော်တော်ကြိုက်တယ်ဗျာတော်တော်လေးလေးဒါသူ့မို့လို့လည်းလုံနိုင်တာဖြစ်တယ်မကြိုက်ဘူးဆိုတာကတော့ဒီပဇင်တွေအလေလွင့်များလွန်းတာပေါ့ပဇင်တွေအလေလွင့်များလွန်းတာရပြီးရင်သူက reuse တဲ့ကစားသမားဗျာ ီ high rate high rate ကပဲတီတူ fan divi လိုက်တဲ့ဘောလုံးကပေါ့နော်လွတ်သွားပြီဆိုရင်လည်းဒါတိုက်စစ်မှုတယောက်အတွက်ကိုသွင်းမှုအင်မတန်လွယ်ကူသွားပြီပေါ့မလွတ်ဘူးဆိုရင်လည်းဒါတံပြန်တိုက်စစ်အနေရည်ဂျုံရနိုင်ကြီးရှိတယ်ပေါ့အဲ့လိုမျိုးလဲဒါခဏခဏဂျုံခဲ့ဘူးပါတယ်အဲ့တော့လောလောဆယ်မှာတော့ပေါ့နော်ဒါအတင်းရလဲဒါတော်တော်လေးဝါးစီးပြည့်တယ်လို့ဖြစ်နေတယ် ီကာနာချိုတို့ဆိုလဲထွက်ဖို့များနေပြီတိတ်ပြီးတော့အဆင်မပြေဘူးပေါ့ဗျာဒါဒေးဗစ်ပကန်ဆိုလဲခြေစမ်းပွဲမှာဒီအာမတ်လက်ကလက်ထောင်နေပြုမှုတွေရောဒီကာနာချိုတို့ Instagram မှာတင်ထားတဲ့ဒလက်မတ်တို့ပါတော့ပေါ့အဲ့လိုမျိုးပုံစံတွေရောသူ ိုက်ရိုက်မညှို့ဆို့ပြီးမဲ့ပေါ့နော်ဒီဇာသမားတွေရဲ့ပြုမှုကမင်းကိုထုတ်เสียဖြစ်နေတယ်ဆိုဝေဖန်သွားတယ်ဒေးဗစ်ပကန်အင်မတန်မှဒါဝေဖန်ခဲ့တဲ့လူဖြစ်တယ်ပေါ့နော်ပော့စကိုတို့ဒီရိုင်ဂိန်းတို့ဂရီနပီတို့တော့ကျွန်တော်မျက်နှာကြားနေရတာသူတို့ဝေဖန်တာတပကန်ကအဲ့လောက်ဒီဝေဖန်လေးဝေဖန်တာမရှိဘူးပေါ့နော်ဒါပေမဲ့သူဒီရာသီကြိုခြေစမ်းပွဲကပွဲကာလမှာသူအဲ့ဒီလိုမျိုးဝေဖန်ခဲ့တယ်ဘလူးနိုဖာနာလက်ကိုတိုင်လဲပေါ့ဒီသူရဲ့ Instagram မှာလား Twitter မှာလားတင်ခဲ့တာမျိုးရှိရပါဆိုလိုချင်တာကတော့ငါက အောင်မြင်မှုတွေရရတဲ့ငါကြိုးစားနေတာပဲဒါပေမဲ့လေတခြားလူတွေကငါလိုမဟုတ်အဲတခြားလူတွေကကြိုးစားတဲ့လူอ่ะဗျာသူ့လိုကြိုးစားတဲ့လူอ่ะအများကြီးမရှိဘူးတဲ့ပုံစံပေါ့တသိန်းလုံးမှာမဟုတ်ကသာကြိုးစားကသာနေတဲ့လူတွေရှိပေမဲ့ပေါ့နော်အကုန်လုံးမကြိုးစားနေဘူးဒီလိုမျိုးပုံစံမျိုးသူတင်ခဲ့တာမျိုးလည်းရှိတယ်ပေါ့ အဲ့မဲ့တစ်ဖက်မှာဒီစဉ်းစားရရှိတာလေဗောနောဘရူနိုဖာနန်ဘက်ကိုဘရူနိုဖာနန်ထက်ကိုမရောင်းလိုက်ဘူးဆိုရင်ဗောနောသူ့ကိုဘယ်လိုပြန်သုံးမလဲဗောကျွန်တော်တို့ဒီ AM နဲ့ရောက်နေရမှာဆိုလေအဲမျိုးမျိုးရောက်လာပြီဆိုရင်အမျိုးမျိုးနဲ့မာတီယက်ကူညာနေရတေချာဘောက်ကစားဖို့ရှိမယ်ဗောနောအဲ့လိုဆိုတော့ဒီဘရူနိုဖာနန်တက်ကကွင်းလယ်ပဲဆင်းရတော့မှာမ3-3မှာကွင်းလယ်မှာဒီနှစ်ယောက်ပဲရှိရဗောနောအဲ့ဒီနှစ်ယောက်နေရမှာဘရူနိုနဲ့ဒါဘသူ့ကိုတွေ့မလဲဗောဘရူနိုကအဲ့ဒီနေရကဆိုရင်ရန်ရော့လေဗျာဟို ကောင်းမှုနဲ့ခြေစွမ်းကိုပွင့်နိုင်တော့မပြနိုင်ဘူးအဲ့နေရာသူ့အတွက်ဆိုပြောရရင်ပေါ့နော်ဘလူးနိုရဲ့ကျွမ်းကျင်တဲ့နေရာမဟုတ်ဘူးအကောင်းဆုံးကတော့ AMF ရဲ့ဒီတိုက်စစ်ကိုလိုက်ပါရဲ့နေရာမှာတော့ဘလူးနိုရဲ့ပိုကောင်းတဲ့ခြေစွမ်းကိုမြင်ရလိမ့်ရှိတယ်ဒါပေမဲ့တခုရှိတာကဘလူးနိုကအရန်ကြိုးစားတဲ့ကစားသမားဖြစ်တယ်ပြီးရင်မခုမကက်လဲပွဲတိုင်းနှိပါတာဆော့တယ်သူ့ရဲ့ဒီဘောလုံးညံ့ရလည်းအဲ့လောက်ကြီးနေတဲ့ထဲမှာမပါဘူးပေါ့နော်အဲ့လိုဆိုတော့ဒီနံပါတ်8ရိုးနေရာမှာလည်းဒါပိုကောင်းတဲ့ပေါ့နော် ပို့ပြီးတော့ခြေစွမ်းပြနိုင်တဲ့ပုံစံဖြစ်လာမယ့်နှစ်မှာလည်းမြင်မြင်မြင်ရနိုင်တယ်ဒိုဒီမဟုတ်ပါတော့လက်ကြံပြောင်းရွှေ့ရာဒီမှာအခြားဥရောပတင်းတင်းကိုပြောင်းသွားနိုင်တာလည်းဖြစ်ခြင်းဖြစ်တယ်ပေါ့ဟိုသတင်းကောင်းလို့ဆိုရတာတော့ဗျာဒီ sorry မှမပြောင်းဘူးဆိုရင်ဘလူးနိုက United မှာပဲဒါဆက်ရှိဖို့ညားတယ်ပေါ့ဆိုတော့ကဆက်ပြီးတော့ပဲဒါဘလူးနိုကိုမြင်ရမလားကျွန်တော်တို့ပေါ့နော်ကပရင်ကြီးကိုနောက်တရာဒီထပ်မြင်ရမလားဒါမှမဟုတ်မပြောတတ်ဘူးပေါ့တခုခုများဖြစ်သွားမလားဆိုတော့ဒါ တခြားအသင်းပေါ့လေပြောင်းသွားနိုင်မလားဆိုတော့ဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။အမျိုးမျိုးကလည်းဒီလာမယ့်ရက်ပိုင်းအတွင်းမှာပဲဒါသဘောတူညီမှုရနိုင်မှုတော့မျှော်လင့်ထားတယ်ပေါ့။ဘာလို့လဲဆိုတော့ကစားသမားကိုယ်တိုင်ကောင်းကြီးပြီဆိုမှတော့အသင်းတွေကပြောင်းရွှေ့ကြီးလောက်ပဲဂျန်တော့ပါပေါ့နော်။သူလည်းမတိယကုညာလောက်ဈေးတော့ပေးရလို့ရှိတယ်။ Grand Pro ကလည်းပေါင်သား90လောက်တောင်းထားရလို့ပြောတယ်ပေါ့။ရောင်းမရောက်ဆိုတော့ဆက်ပြီးတော့စောင့်ကြည့်ကြပါမယ်။ကျေးဇူးတင်ပါတယ်ဗျာ။